မင်္ဂလာပါ။ audio ဝိုင်းစောနိုင်မှကြိုးစားပါရစေ။ယခုကမှတော့ဓရဓမ္မဆိုတဲ့ဖေဖော်ကောင်းကနေရေးတင်ထားတဲ့မစိုးရင်တိုက်တဲ့နာရီစဉ်ဆိုတဲ့အကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မစိုးရင်တိုက်တဲ့နာရီစဉ်မောင်းလွဲ7နာရီ50မိနစ်မန္တလေးငလျင်မြန်မာ28ရက်3လ2025ကန်တိုနာရီစဉ်မွန်မတက်မီ2မိနစ် ကန်တိုငလျင်ဂျပန်တရက်9လ1923မိတ်ဆွေရဲမြင့်မာကဦးစင်းကိုလူတွေနဲ့ဝေဝေးနေဖို့အကြံပြုထားတော့လဲတခါတလေတော့လားလဲခွင့်ပြုပါလို့ခွင့်တောင်းထားပြီးဖြစ်လို့အခုခဏလားလဲတာပါဗဇောရင်တိုက်တက်ကနာယီစင်ကြီးငလျင်ကြောင့်လဲပြိုတဲ့တပုံတွေးလိုက်ရတော့ငငယ်ရဖတ်ဖူးတဲ့မမတက်မီ2မိနစ်စာအုပ်ကိုသတိရသွားတယ် ဂျေတာသူကစာကရဖြစ်ပြီးစာပေဗိမာန်စာမှုစုရတဲ့စာအုပ်ပေါ့မစိုးရင်တိုက်တဲ့နိုင်စင်ပုံကိုလည်းမစိုးရင်တိုက်တဲ့နိုင်စင်ပုံကိုလည်းထည့်သွင်းဖော်ပြထားပါတယ်ဂျက်ကူကတဲ့ဖုံဖုံတို့ကိုလည်း credit ပေးပါတယ်ဗျာနိုင်စင်ကြီးလဲကြသွားတော့နိုင်ကစနေနေ90မှာရှက်သွားတယ်အဲ့ဒါငလင်လှုပ်ချိန်မှတ်တမ်းပါပဲ1923ခုနှစ်စတင်မာလာတရက် ဂျပန်မှာကန်တိုငလင်းနှုံးကလည်းနိုင်စင်ကြီးပြိုကျပြီး7နာရီ58မိနစ်မှာရက်နေရာကြောင်းမော်မတက်မီ2မိနစ်ဆိုပြီးနာမည်ကျော်ခဲ့တော့ကမ္ဘာနိုင်ငံအသေးသေးကဘာသာပြန်စာအုပ်တွေထုတ်ဝေကြပြီးမြန်မာမှာလည်းဘာသာပြန်စာအုပ်ဖြစ် စာပေပိမှန်ကထုတ်ဝေခဲ့တယ်။မိမိတို့ငယ်စဉ်စာရေးဘလို့ဖတ်ကြလဲဆိုတာဘဝတုဒအဖြစ်ပြောပြစေ။မိမတွေကဘွယ်ရပညာတတ်တွေမဟုတ်ကြဘူး။ ။ဗန်ခစ်စစ်ကာလမှာနယ်တိတိယနေရန်ကုန်ကိုဆစ်ဆောင်လာကြတာ။ဖခင်ကငတိုင်းချောင်းမြို့နယ်။မိခင်ကညောင်လေးပင်မြို့နယ်။ရန်ကုန်မှာဖူးစာဆောင်ကြတာ။မိမိကိုဖခင်ဖြစ်သူကငယ်စဉ်ကတည်းကသတင်းစာနေ့စဉ်ဖတ်ပြအောင်လေ့ကျင့်ပေးကြတာ။အမှန်ရရငါးရက်နှစ်မှာတစောင်းလုံးနာရေးပါမကြံကြောင်ညာပါမကြံဖတ်နေပြီ။ကာဝါတုကာဝါဖတ်နေခေါ်တာပေါ့ ငါးရက်နှစ်လို့ဘာကြောင့်မှတ်မိနေရလဲဆိုတော့အဲ့ဒီချိန်ကနိုင်ငံတော်ဆင့်ဝါဟာရဗိဒံပြုစုနေချိန်တည်င်းစာထဲမှာ နေ့စဉ်အခရာစဉ်လိုက်ပေါ်ပြပေးနေပြီးကြံရှိတဲ့ဝါဟာရတွေများ တွေ့ခဲ့ရင် စာရေးသားပြပွားဆိုပြီးကြေညာထားတာဒီနေ့တော့တည်င်းစာဖတ်နေရင်စာရင်းထဲမှာဖအထိရောက်တော့ဖားတဲ့ဆိုတဲ့စလုံးမပါဘူးဖခင်ကိုပြောပြတော့မင်း စာလန့်ပို့လိုက်ပေါ့ကွာတဲ့ဒါနဲ့တောင်ညွန့်လေးချောင်းလိပ်စာနဲ့လှမ်းပို့လိုက်တာတပတ်လောက်ကြာတော့เจ้าကို စာပြန်ရောက်လာတယ်လူကြီးမင်းမောင်နေဆိုကွန်ပျူတာမှတ်တမ်းတင်มาသည်ဘာညာပေါ့လေကလေးရွယ်ကို လူကြီးမင်းတွေဘာတွေလှုပ်လို့အဲ့ဒီလူကြီးမင်းလာမသိဘူးအခုခေတ်ဖုန်းတွေထဲမှာကြားကြားနေရတာရည်စရာပြောရရင်တော့ဖွားသေးဟွာဟာတော့မသိဘူးအဖေဘက်က အဖိုးရောဖွားရောရှိတယ်။အမေဘက်ကအဖွားမရှိဘူး။ဘယ်တော့ကတေမန်းတောင်မသိပါဘူး။မိခင်တောင်မမြင်ဘူးလိုက်ဘူး။ငငယ်ကလေးကမရှိတော့တာတဲ့။အဲ့ဒါနဲ့အဖွားတေတော့ဖွားတေပေါ့ဒီလိုတွေးလိုက်တာ။ဒီမှာသိရတာကဝေဖွားခြင်းတေဆုံးခြင်းစရင်ကိုဖွားတေစရင်လို့ခေါ်တာ။အမတ်တရပြစ်ခဲ့တဲ့ရည်စရာပေါ့။ဖခင်ဖြစ်သူကဦးစင်းရှစ်တန်းလောက်ရောက်မှာ စာပေပဲမှအသွင်ဝင်ခိုင်းပြီးနှစ်စင်ကြီးပေးသွင်းပြီးလာစဉ်စာအုပ်တုပ်သွားထုတ်ရတယ်။ကံတော်ကလေးရနေကုန်းတဲလန်းကိုငယ်စဉ်ကလေးကတယောက်ထဲသွားကြရတာ။ခုခေတ်တော့စိတ်မချလို့ဘယ်မိဘမှလွှတ်ရမ်းမှာမဟုတ်ဘူး။ဦးစင်းကထောက်လာသမျှစာအုပ်အကုန်ဖတ်တယ်။နောက်ခုမှဝတ္ထုတို့ဘာလို့ဆိုရလဲဒီလိုနီးနဲ့ဖတ်ခဲ့ရတဲ့စာအုပ်ပဲ။အဲ့ဒီလိုနီးနဲ့ မမတက်မီ2မိနစ်စာအုပ်ကိုဖတ်ခဲ့ရဘူးလားတက်တော့တက်တော့ဇန်ကုန်ကအမေရိကန်စင်တာမှာအသင်းမဝင်ထားတော့လဲစာအုပ်တွေထွက်ရင်ကြော်ညာပေးပြီးလိုချင်လို့စာရေးမှရင်စာရိုက်ကနေအိမ်အရောက်ဈေးငိမ့်ပို့ပေးတာစာအုပ်တွေဆိုတာပြည်ရင်းထုတ်တွေနဲ့ဘာမှမဆိုင်ဘူးစာဝက်ကအစအကောင်းသားဖြူဖွေးနေတာချက်လုံးမှုပုံစံကအစပေါ့ခုထိမှတ်မိနေသေးတဲ့ဘာသာပြန်စာအုပ်က အင်ယာကော့ကာတဲ့စစ်ပြီးလို့အမေရိကန်ကဂျပန်ကိုစက်မှုပညာတွေတင်ပေးရနေဂျပန်ကစက်မှုနိုင်ငံ ဖြစ်လာတဲ့အကြောင်းပေါ့ထားပါတော့အဲ့လိုနေထိုင်ကြီးပြင်းလာပြီးမမတက်မီ2မိနစ်စာအုပ်ဖတ်ပေးတဲ့ချိန်ဂျပန်နိုင်ငံရဲ့ငလျင်ဘေးဒုက္ခတွေကိုသိလာရတယ်မှတ်တမ်းများအရ1923စက်တင်ဘာလ1ရက်နနက်7:58မိနစ်တက် အလွန်ပြင်းထန်တဲ့ကန်တိုငလင်းကြီးဆိုတော့လေတိုချိုနဲ့ယိုကိုဟာမမှာလည်းတိကိုက်မှုအလွန်များပြားခဲ့တယ်မြန်မာနိုင်ငံကငလင်းနဲ့မတူရဲ့ထူးခြားချက်ကိုပြောချင်တာပါငလင်းလောက်ချိန်ကစနေနေ့နေ့လယ်စာချက်ချိန်ပြုတ်ချိန်ဖြစ်တယ်ငလင်းညောင်းမိဖို့တွေပါလဲပြုတ်ပြီးမီးလောင်တာမီးသွေးမီးဖို့အများစုတုံးကြတာတနေရာကဆလောင်တာမျိုးမဟုတ်ဘဲနေရာအနှံ့ကတပြိုင်နက်သေးထလောင်တာ ်မီးမောင်တိုင်းအဆင့်ဖြစ်သွားတာတက်သားအိမ်တွေများလို့မီးရကြီးသွားတာမုံတိုင်းရလည်းရှိနေတော့မီးလောင်ရလေပင့်ဖြစ်သွားတာမြို့ထဲကလူတွေကငလျင်ကြောင်ရောမီးဝဲကြောင်ရောတေးတူသေးလွတ်လာတဲ့သူတွေကြတော့မြေပြုံမှုတွေအိမ်ပြုံမှုတွေကနေလွတ်အောင်ပြေးကြလွှားကြတော့ပင်လယ်ကမ်းစပ်မှာစုဝေးမိကြတယ်မြေပြုံမှုဝေးရငလျင်ကြောင်ဖြိုပြဲမှုတွေကဝေးရမီးဝဲမှဝေးရ လုတ်ကင်းမဲ့ထင်းနဲ့ပင်လယ်ကမ်းဆက်ကိုပေါ့ကမ်းခြေမှာအမောပန်းဖြစ်နေတော့ဆူနာမီဖြစ်တယ်ထိုစဉ်ကဆူနာမီတတိပေးကြမျိုးမရနိုင်သေးတဲ့အချိန်ဖြစ်မှာပေါ့ဆူနာမီကဆွဲချသွားလိုက်တာအကုန်လုံးသေရော့မှတ်တမ်းတွေရလူတသိန်းကျော်လောက်သေတာမှာမီးမုန်တိုင်းကြောင့်9200လောက်သေတာဖြစ်တယ်အချို့ကလည်းမီးမုန်တိုင်းကြောင့်သေတာ၄000နီးပါးရှိရလို့ဆိုတယ် မန္တလေးငလင်လှုပ်ချိန်မှာလဲစိတ်မန်းရမီးထလောင်လို့အင်ဂျီ400ကျော်ပြာကျသွားပါတယ်မီးလောင်မှုကြောင့်လူအသေးပြောက်တော့မကြားမိပါအောက်မှာဓာတ်ပုံကိုဖော်ပြပေးလိုက်ပါတယ်ဦးစင်းကရှောက်ပြောနေတဲ့ထင်မှဆိုလို့အောက်မှာဂျပန်ငလင်ရဲ့လင့်ကိုထည့်ပေးထားပါတယ်လူတွေကအင်္ဂလိပ်စကားလုံးတွေမြင်ရင်ယုံကြည်မှုပိုရှိလို့ပါဂျပန်ကတော့7နာရီ58မိနစ်ရပ်နေတဲ့နာရီကြီးကို ပြားလိုက်သွင်းထားတယ်ပြောတယ်။မစိုးရင်တိုက်သက်ကနာရီကြီးအကြောင်းတော့ဘာမှမကြားပါဘူး။ပုံနေရတော့မစိုးရင်တိုက်သက်ကနာရီစင်ကြီးပြိုမကျမိနဲ့ပြိုချပီးပုံနေဖြစ်ပါတယ်။မူရင်းရေးသားသူဥတ္တမတရထုံးစံတိုင်းအလိုရှိသလိုယူသုံးနိုင်မှာကြောင်းခွင့်ပြုပေးပါတယ်။ဦးစင်းအမည်နေရာမှာအချားမြေပြောင်းပြီးတင်လဲရပါတယ်။ရည်ရွယ်ချက်ကဘုသူတဖြစ်စေချင်တာမို့ ဖတ်ကြတယ်ဆိုရင်ကျေနပ်ပါတယ်။နားစင်ပေးချသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားအပေါင်းဘေးပရာတွေဝေးကွာကြပါစေဗျာ။